เลยแล้วก็ลือเรียลเลยพิจาจณ์เลยแต่เมื่อเราเก้าวไม่ยอมบูน้องบัวก็ไม่ยอมบูไอ้บัวก็เลยเล่มขามูอเมีเพย์สุราตัวบัดูตัวเช่นเนี่ยตอนเด็กสัตว์สัญญาลับเสด็จพ่อแม่เจ้าจุดเดียนจะมาล่าบูเรียตีตัวบีน้องบัวสามสิบ နောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူးတဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တည်တယ်မှာ ဘိသဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်။ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်။ဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိကိုပြောတာ။ဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်။တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူး။ဒီဒိဋ္ဌိကမနောဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ် ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်။အဲ့တော့ကံရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှုပ်မနေနဲ့ဘာကြုံးမှမရဘူး ကောင်းတာလို့လည်းကောင်းကျိုးမရဘူးဆိုတာလို့လည်းဆိုကျိုးမရဘူး။နောက်ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်။အဲ့ဒါမနောကံလို့ခေါ်တယ်နော်။အဲ့တော့သဘောပေါက်ရမှာကတော့စေတနာဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနည်းရဲပဲဟောတာ။စေတနာသည်ကံမှန်တယ်။ ऐ टों तो आ रे जाओ लौमी रे टों तो आ रे जाओ प्योमी रे सुर यारे माँ सही कुछ है सही मीरा जरो कोना ठीक बावड़ यारे अबे जासुरा लोबा जबारा सुरा ढोता बेचा डेठी सुरा डेठी ऐ आगुदो सिरते अभी र माते ने बगोरे दिले अभी र माह आगुदो सिरते तोगु ऐ रहा कामे ना तो ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံပဲမျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေတနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါတွေရတယ် ကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်။သူများတဲ့တချင်မှရှောင်တယ်။ရှောင်မှုရအတွက်တွန်းအား motivation stimulation တွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်။အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်။တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့ဆိုအနာဘိဆာ အလောဘအလောဘဆိုတာ generosity ဒီကိုကိုသာကိုသာသုံးမယ်ဆိုတော့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးနော်ပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြာဝရမေတ္တာအရောဒဆွေမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာက အပြပါရဆိုတဲ့စေရနာမနောကံအပြပါရဆိုတဲ့အတောသစေတသိက်ကိုပြောတာနော်အပြပါရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရီအလုံးချမ်းသာကြပါစေတိတုအဆင်ပြေပါစေ လောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေးစရာ